ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Cyber Cross ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဒီတစ်ခေါက်တော့ကျွန်တော်တို့အာ business logic နဲ့ပတ်သက်တဲ့အားနည်းချက်လေးစမ်းကြည့်ကြမယ်ပေါ့နော် Okay အဲ့တော့ဒီ web application တွေမှာဖြစ်လိဖြစ်တာရှိတဲ့ဒါ business logic vulnerabilities ပေါ့နော် So ပထမဆုံး lab အနေနဲ့ကျွန်တော်တို့ဒီမှာ excessive tracing client side control ဆိုတဲ့ lab လေးကိုကျွန်တော်တို့စမ်းကြည့်ကြမယ်ပေါ့နော်အဲ့တော့သူ့ရဲ့ခေါင်းစဉ်အတိုင်းပဲ client side control ဒီ client တွေတုံးတဲ့ user တွေ batch ချန်ကိုတဲ့သူက excessive traffic ဆိုတာအလွန်ကြုံအာယုံကြည်မှုတွေပေးထားတယ်ပေါ့နော်ဆိုလိုချင်တာက client တွေနော်ဒီတုံးတဲ့တစ်ဖက်က user တွေဝင်ပြီးတော့ပြင်လို့ရတယ်ပြောင်းလို့ရတယ်အဲအနေထားမျိုးကိုသူပေးထားတယ်ပေါ့နော်အဲ့တော့ user တွေဘက်ကနေပြီးတော့တချို့အရာတွေကပြောင်းလို့မရတင်ပဲဝင်ပြောင်းလို့ရနေတယ်ဆိုတော့ ာမျိုးလေးတွေပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်စမ်းကြည့်အောင်ဒီမှာဆိုရင် this lab doesn't adequately validate user input အဲ့တော့ user ထည့်လိုက်တဲ့ဟာကိုဒီ lab ကတေချာမစစ်ဘူးပေါ့နော်အဲ့တော့ you can exploit a logic flaw in the purchasing workflow နော်သူရဲ့ purchasing workflow ဆိုတာဒီဝယ်ယူတဲ့နော်ဈေးဝယ်တဲ့ဒီ workflow ပေါ့နော်အဲ့ workflow မှာတဲ့သူကဒီ logic flaw ဆိုအာနေဂျာတစ်ခုရှိနေတယ်ပေါ့နော်သူရဲ့အဈေးဝယ်တဲ့ပုံစံမှာအာနေဂျာတစ်ခုရှိနေတယ်အဲ့ဒါဘာလဲဆိုတော့ to buy item for an internet price an intended price ဆိုတာကသူတကယ်ရောင်းချင်တဲ့ဈေးမဟုတ်ဘဲနဲ့ပေါ့နော် an intended ဆိုတာမရည်ရွယ်ထားတဲ့နောက်ထပ်ဈေးတစ်မျိုးနဲ့ကျွန်တော်တို့ဝယ်လို့ရတဲ့အားနည်းချက်ဖြစ်နေရဲ့လို့သူပြောထားတယ်ပေါ့နော် so to solve the lab the lab ကိုဖြည့်ရှင်းမှုတွေ့ရတဲ့ binder lightweight leather jacket နော် leather jacket ဆိုတဲ့ဒီ jacket လေးကိုဝယ်ပြပါတဲ့ နော်โอเคဟုတ်ပြီအဲ့ဒါလေးဝယ်နိုင်တယ်ဆိုရင်ကျွန်တော်တို့အဆင်ပြေပြီပေါ့နော်ဒါပေမဲ့သေချာတယ်အဲဒီ jacket ရဲ့ပုံမဲ့ amount ကတော့ကျွန်တော်တက်နိုင်တဲ့ amount မျိုးသူကပေးထားမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဈေးနှုန်းကိုကျွန်တော်တို့တက်နိုင်တဲ့ပုံစံမျိုးပြောင်းပြီးတော့ဝယ်ရမယ်အနေထားမျိုးပေါ့နော် you can log into your own account using the following credential အဲ့ဒီ credential တွေသုံးပြီးကျွန်တော်တို့ဝင်လို့ရအောင် account တစ်ခုပေးထားတယ်အဲ့တော့ winner peter ဆိုတဲ့ account လေးနဲ့ကျွန်တော်တို့ဝင်လို့ရတယ်ပေါ့နော် okay အဲ့တော့ send ကြည့်အောင်အဲ့တော့ asset level ကိုကျွန်တော်နှိပ်လိုက်မယ်အဲ့တော့ကျွန်တော်ရဲ့ traffic တွေကိုအဲကျွန်တော်ဒီ bubsy ကနေပြီးတော့ဖြတ်ပြီးတော့ မှတွားခိုင်းထားတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီ forcy proxy layer တစ်ဆင့်ပေါ့အဲ့တော့ဒီမှာဆိုရင်ဒီ post တွေကမှကျွန်တော်တို့တွားနေရဲ့ traffic တွေဒီမှာလည်းလာပြီးတော့တက်လာလိမ့်မယ်ပေါ့နော် okay ဟုတ်ပြီအဲ့တော့သူရဲ့ကျွန်တော်တို့ web page လေးကိုရောက်ပြီဒီမှာဆိုရင်အာသူရဲ့ function လေးရှိတယ်ပေါ့နော် tab လေးရှိတယ်ပေါ့အဲ့တော့ home ကတော့ဒီလက်ရှိကျွန်တော်တို့မြင်နေရတဲ့ product တွေပြထားတဲ့နေရာပေါ့နော်ပြီးွားရင် my account ရှိတယ် my account ကတော့ ော်ကျွန်တော်လက်ရှိနော် login ဝင်လို့ရတဲ့နေရာပေါ့နော်အဲ့တော့ခုနကသူပေးထားတဲ့ဒီ winner peter ဆိုတဲ့ဟာလေး ਨੇ ကျွန်တော်တို့အဲ login ဝင်လိုက်မယ်ပေါ့နော် winner ရဲ့ peter ရဲ့ပေါ့ okay အဲ့တော့ကျွန်တော် login ဝင်လိုက်ပြီဒီဘက်မှာလည်းကျွန်တော် login ဝင်လိုက်တဲ့ traffic လေးတွေလာပြီးတော့တက်လာတယ်ပေါ့နော်ကျွန်တော်ဒီမှာမြင်ရမယ်ပေါ့နော် login ဝင်လိုက်တဲ့ winner နဲ့ဝင်လိုက်တဲ့ home page ကိုသူခေါ်သွားပြီးတယ်ပေါ့နော် okay ကျွန်တော်ဒါလေးဒီဘက်နည်းနည်းလေးဆွဲလိုက်မယ်။ okay နော်ဒါဆိုရင်ကောလုံးမြင်ရ โอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဆက်ပြီးကြည့်ကြည့်ရအောင်ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ store credit ကျွန်တော်လက်ရှိရှိတဲ့ပတ်စံကဒေါ်လာ100ရှိတယ်ပေါ့နော်โอเคအဲ့တော့သူကသူပြောထားတဲ့အတိုင်းပဲသူက live weight လေးလေတာ check up ကိုဝယ်ပြပါဆိုတော့ကျွန်တော်အဲ့ဒါလေးကိုသွားဝယ်မယ်ပေါ့နော်အဲ့တော့ home နဲ့ကိုကျွန်တော်သွားလိုက်မယ်တော်လိုက်ပြီးွားရင်ဒီမှာသူပြောတယ်လိုင်ဝေးလီလေတာဂျက်ကက်ဆိုတဲ့ဟာလေးရှိတယ်။သူက 1330ကျွန်တော်တို့စီမှာဒေါ်လာ100ပဲရှိတာအဲ့တော့1300ကျော်ကျွန်တော်ဝယ်ဖို့ဆိုတာကပုံမှန်တိုင်းဆိုရင်တော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဒီ product တွေကျွန်တော်ကြည့်လိုက်မယ်ကြည့်ရထုံးစံအတိုင်းသူရဲ့ပုံမှန်ဝယ်နေကြ process အတိုင်းပေါ့နော်ကျွန်တော် add to cart လုပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ရဲ့ဒီ shopping cart ထဲရောက်သွားလိမ့်မယ်ပေါ့နော်ဒီညာဘက်တောင်းနေမှာမြင်ရလိမ့်မယ်အဲ့ဒါလေးကိုကျွန်တော်နှိမ့်လိုက်မယ် နှဲတဲ့အခါကျရင်ဒီမှာ lightweight leader တာ jacket ဆိုပြီးသူရဲ့ price လေးကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဒါကသူရဲ့ work flow ပဲဒါဈေးဝယ်တဲ့ကျွန်တော် check out လုပ်တဲ့ပစ္စည်းဝယ်တဲ့သွားတဲ့ flow ပေါ့နော်ဒီ flow မှာသူကအားနည်းချက်ရှိနေရဲ့လို့ပြောတယ်အဲ့တော့ဘယ်နှားမှာရှိနေလဲကျွန်တော် like ရှာရမယ်ပေါ့နော် okay တေကြရဲဒီ amount ကကျွန်တော်တို့များနေရတဲ့အတွက်ကြောင့် tamen place order နှိပ်တယ်ဆိုရင်တော့ကျွန်တော်တို့ဝယ်လို့ရမှာမဟုတ်ဘူး nor enough store credit for this purchase ဆိုပြီးတော့ကျွန်တော်မြင်ရတယ်ပေါ့နော် okay အဲ့တော့ဒီကျွန်တော်ခုလောက်သွားတဲ့ traffic တွေကိုကျွန်တော်တို့ bus စီမှာတစ်ချက် အဲကြည့်ကြည့်ရအောင်ပေါ့နော်အဲဆိုရင်ဒီမှာကျွန်တော်တို့သူရဲ့ traffic လေးပေါ့နော်ဒါဆိုရင် insufficient funds တဲ့အဲ့တော့ဒါကတော့ကျွန်တော်တို့ check out လုပ်တဲ့အခါမှာပတ်စံမလောက်တဲ့အတွက်ပြောရဲ traffic ပေါ့နော်အဲ့တော့နောက်တစ်ခုကြည့်ကြည့်မယ်အဲဒါကတော့ check out လုပ်တဲ့ traffic နော် check out လုပ်တဲ့ traffic မှာလည်းဘာမှမရှိဘူးဒီမှာ CSRF token လေးပဲရှိတယ်အဲ့တော့ကျွန်တော်တို့ဘာမှသွားလုပ်လို့မရဘူးဒါက home page ကိုပြန်ခေါ်ရဲဒီမှာ shopping cart ကိုခေါ်ရဲဟာလေးရှိမယ်အဲ အဲ shopping cart ကိုခေါ်တဲ့နေရာမှာလည်းကျွန်တော်တို့ဘာ parameter မှမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့အများသောအဖြစ် get request တွေကအဲ့လောက်ကြီးတော့အရင်စိတ်ဝင်စားဘူးကျွန်တော်တို့သူတပြင်းဒီ post request တွေတော့ကျွန်တော်ပို့စိတ်ဝင်စားတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ post request တွေမှာအဲဒီလိုမျိုး parameter လေးပါတယ်ပေါ့နော်။ကျွန်တော်ထည့်လို့ရတယ်တန်ဖိုးထည့်လို့ရတယ် feed တန်ဖိုးထည့်လို့ရတဲ့ဟာလေးတွေပါတယ်ပေါ့။အဲ့တော့ဒီ post request တွေကိုကျွန်တော်တို့ဒီမှာတစ်ချက် repeater နဲ့ပို့ပြီးတော့ကြည့်ကြည့်အောင်ပေါ့နော်။ ဲ့တော့ဒီမှာဆိုရင်သူကဒီ cart ဆိုတဲ့ဒီ shopping cart ကို post ဆိုတာလှမ်းပြီးတော့ data ပို့တယ်ပေါ့နော်ပို့တဲ့အခါမှာ product id number ဒါ number 1 number 1ဆိုတော့ကျွန်တော်တို့ရဲ့ဒီ lightweight lead leather jacket ကိုပြောတာပေါ့နော်။ဘာကြောင့်လဲဆိုတော့ तू ကထိတ်ဆုံးမှရှိတာဆိုတော့ तू ကသူ့ရဲ့ number စင်တိုင်းဒါ product 1လို့ယူလိုက်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်။ဒါကျွန်တော် user လိုက်တဲ့ဟာပေါ့နော်။ပထမဆုံးတွေ့တဲ့ဟာဆိုတော့ Okay နောက်တစ်ခုကကျတော့ redirect နော် redirect လုပ်တဲ့ကိစ္စပြီးွားရင် quality နော် quantity ကတော့အရေးအတွက်ပေါ့နော်။အရေးအတွက်ကတစ်ခုပြီးရင် price ရှိမယ်ပေါ့နော်။ โอเคဟုတ်ပြီအဲ့တော့ဒါကကျွန်တော်တို့ shopping cart ထဲကိုဒီပစ္စည်းလမ်းထည့်တဲ့နေရာမှာကျွန်တော်တို့ဒီ post request တွေနဲ့ထည့်တယ်ပေါ့เนาะတော့ဘယ်နေရာဟာလဲဆိုဥပမာကျွန်တော်တို့ product ကိုဒီကြည့်ပြီးွားတဲ့ခါကျရင်ဒီရောက်မှာ add to cart နှိပ်လိုက်တဲ့ခါကျရင်အဲဒီ request တက်လာတယ်ပေါ့เนาะဒီ request ကဒီ product တစ်ခုကိုဒီ price နဲ့သွားပြီးတော့ထည့်တယ်အဲ့တော့ကျွန်တော်တို့စမ်းကြည့်အောင်เนาะအဲ့တော့ကျွန်တော်တို့ shopping cart ကိုတစ်ချက်ပြန်သွားလိုက်မယ်ပြီးရင်ခုနထည့်ထားတဲ့ဟာ remove လုပ်လိုက်မယ် short လိုက်မယ်ပေါ့เนาะ md ဖြစ်သွားပြီး ီးွားရင်ကျွန်တော်တို့သူ့ရဲ့ဒီ price အတိုင်းပဲကျွန်တော်တစ်ခေါက်ပြန်ထည့်ကြည့်လိုက်မယ်။အဲဒါဆိုရင်3 or 2 form ဆိုရင်ကျွန်တော်ထည့်ရအောင်မြင်တယ်ပေါ့နော်။အဲ့တော့တစ်ချက်ပြန်သွားမယ်ကျွန်တော်ဒီ card လေးကိုပြန် refresh လုပ်လိုက်မယ်။အဲ့ဒီကြာရင်ဒီမှာကျွန်တော်အခုနောက်က request ကြောင့်ဒီ product လေးတစ်ခုပြန်ဝင်လာတယ်ပေါ့နော်။ဒါဆိုလို့ကျွန်တော်ဒီပုံစံနဲ့ကျွန်တော်တို့ shopping cart ထဲကိုပစ္စည်းသွားသွားထည့်လို့ရတယ်ဆိုတဲ့ပုံစံပေါ့။ဝယ်တော့မဝယ်ရသေးဘူးပေါ့နော်။ โอเคဟုတ်ပြီအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကပုံမှန်အတိုင်းထည့်လိုက်တယ်ဆိုတော့ဒီ price နဲ့ဝင်သွားတယ်ဒါပေမဲ့ဒီ price ကကျွန်တော်တို့မတက်နိုင်ဘူးဗောနော်ကျွန်တော်တို့မှာဒေါ်လာ100ပဲရှိတယ်အဲ့တော့ကျွန်တော်တို့တက်နိုင်တဲ့ price နဲ့ထည့်ရင်ရောရနိုင်မလားကျွန်တော်တို့တစ်ချက်အဲကြည့်ကြည့်ကြမယ်ဗောနော်โอเคဟုတ်ပြီအဲ့တော့ဒါလေးကိုကျွန်တော် remove ပြန်လုပ်လိုက်မယ်လုပ်ပြီးသွားတဲ့အခါကျရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ request ကိုပဲကျွန်တော်နောက်တစ်ခေါက်ပြင်ပြီးတော့ကျွန်တော်ထပ်ပို့မယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့က repeater tab တွေကိုအာဒီဟာဒီ request လေးကိုကျွန်တော်ခေါ်ထားခြင်းဖြစ်တယ်ပေါ့နော် โอเคဟုတ်ပြီဒီတစ်ခါကတော့ကျွန်တော်တို့ဒီ amount နဲ့ကျွန်တော်မလုပ်တော့ဘူးเนาะဘာကြောင့်လဲဆိုတော့ကျွန်တော်မတက်နိုင်ဘူးပေါ့เนาะအဲ့တော့ကျွန်တော် amount 0ပြောင်းလိုက်မယ်0ပြောင်းပြီးတော့ထည့်ကြည့်အောင်ပေါ့เนาะအမှန်ဆိုဒါတွေက user ဘက်ကိုပေးပြီးတော့ချင်းခွင့်မပေးသေးဘူးပေါ့เนาะဒါပေမဲ့ဒီ lab get title ရာသူက excessive trust ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ control client side control ဘက်ခြမ်းမှာကျွန်တော်တို့ excessive trust ဆိုကျွန်တော်တို့အရင်ယုံထားတယ်ပေါ့เนาะကျွန်တော်တို့မပြင်ဘူးလို့သူကယုံထားတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ပြင်လို့ရနေတယ် အဲ့တော့ price ကို0နဲ့ကျွန်တော် shopping cart ထဲကိုထည့်ကြည့်အောင်ပေါ့နော်ဒါ0နဲ့ဝင်သွားရဲဆိုရင်တော့ကျွန်တော်ဝယ်လို့ရလိမ့်မယ်ပေါ့နော်။မာကြောင့်လေဆိုတော့ price 0ဆိုတော့ကျွန်တော်ဘာမှပေးစရာမလိုတော့ဘူးနော်။အဲ့တော့ browser ကိုပြန်ကြည့်တယ်ကျွန်တော်ဒီ shopping cart ကိုပြန် refresh လုပ်ကြည့်တယ်။ Okay ဒါပေမဲ့ထူးဆန်းတာဒီမှာ your car is empty ဆိုတာကျွန်တော်ထည့်ပေးမယ်။ဒီပစ္စည်းကမဝင်သွားဘူးပေါ့နော်။အဲ့တော့ကျွန်တော်စဉ်းစားတာကဖြစ်နိုင်ခြေရှိတာက price 0ဆိုတော့0 price ကတော့သူတို့ရဲ့ web page မှာလက်မခံတာမျိုးဖြစ်နိုင်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်ကဟို ပစ္စည်းတွေအလကားပေးတဲ့ပုံစံမျိုးဖြစ်သွားလိမ့်မယ်ပေါ့နော် price 0ဆိုရင်အဲ့တော့ကျွန်တော်တို့ price ကို0မလုပ်ဘဲနဲ့တန်ဖိုးတစ်ခုခုရှိအောင်1လောက်ပဲကျွန်တော်ထားလိုက်မယ်1ဆိုရင်တော့ဒေါ်လာလောက်ပဲရှိတယ်ပေါ့နော်ကျွန်တော်တို့ဝယ်လို့ရတဲ့ပမာဏပေါ့အဲ့တော့အဲ့1နဲ့ကျွန်တော်တို့ send လုပ်ကြည့်လိုက်မယ် okay နောက်တစ်ခါ3ကို do found လို့ပေါ်တယ်ကျွန်တော်နောက်တစ်ခါပြန်သွားမယ်အ check out နော် button လေးကျွန်တော်ပြန် refresh လုပ်လိုက်မယ်အဲအဲ့ဒီခါကျတော့ဒီမှာသူကဒေါ်လာတော့မဟုတ်ဘူးသူက0.01ဒေါ်လာနဲ့ဝင်သွားတယ်ပေါ့နော် โอเคဟုတ်ပြီအဲ့ဆိုရင်တော့ဒီဟာလေးဆိုရင်တော့ကျွန်တော်ဝယ်လို့ရပြီလေကျွန်တော်တို့မှာဒေါ်လာ100အောင်ရှိတာဟုတ်နော်အဲ့တော့ကျွန်တော်တို့ဒါလေးကို Play Store နေလိုက်မယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ပစ္စည်းကိုဝယ်လို့ရသွားပြီ0.01ဒေါ်လာနဲ့ပဲကျွန်တော်ဝယ်လိုက်တယ်ဒီ lab ကိုဖြည့်ရှင်းလို့လည်းအောင်မြင်သွားပြီပေါ့နော်အဲ့တော့ your order is on it way တဲ့ကျွန်တော်တို့ပစ္စည်းကမှာလို့ရသွားပြီလာပို့နေပြီပေါ့နော်အဲ့တော့ဒီ lab ကအဓိကနော်ရည်ရွယ်ချက်ကတော့ဒီ product တွေရဲ့ဒီ price တွေပေါ့နော်ဒီလိုမျိုး ဟိုဘယ်လိုပြောအရေးကြီးတဲ့တန်ဖိုးတွေကို तू က client side ပဲချမ်းမှာ तू ကထားထားတယ်ပေါ့နော်အဲ့တော့ client က तू စိတ်ကြိုက် तू က तू ထင်တာကဒီ website ကိုထားပါတော့ develop လုပ်ထားတဲ့ तू ကဒီ screen မှာမမြင်ရဘူးဆိုရင်တော့ तू ကဝင်ပြောင်းလို့မရဘူးလို့ထင်တာအမှန်ကျွန်တော်တို့က bug seed လို့မျိုးเนาะဒီ interception 2နဲ့ဂျားဖြတ်ပြီးတော့ဝင်ပြင်လို့ရတယ်ဆိုတော့ဒါ ကျွန်တော်တို့နားလည်ထားဖို့လိုတယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဝင်ပြီးတော့ဂျာဖြတ်လိုက်တယ်ပြီးရင် price ကိုကျွန်တော်တို့တက်နိုင်တဲ့ price ကိုပြောင်းပြီးတော့ပြင်ပြီးတော့ပို့လိုက်တယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်ဝင်နိုင်တဲ့ price ဖြစ်သွားတဲ့အတွက်ကျွန်တော်ဝင်လို့ရပါတယ်အဲ့တော့ဒီလိုမျိုး parameter မျိုးတွေကို client side ကိုပေးပြီးတော့ကျွန်တော်မပြထားသင့်ဘူးပေးပြီးတော့မပြင်ထားသင့်ဘူးဥပမာထားပါတော့ product id 1ဆို id 1မဲ့ထားထားသင့်တယ်ပြီးတော့မှကျွန်တော်တို့ server batch မှာသူနဲ့သက်ဆိုင်တဲ့ price ကိုပြန်တွဲတာမျိုးဖြစ်တင်တယ်ပေါ့เนาะဆိုတော့ client batch ကလာတဲ့ဒီ id number quantity price အကုန်လုံးကျွန်တော်တို့အရင်ယုံလို့မရအောင်ပြန်စစ်ဖို့လိုတယ် ါ့နော်အဲဒါကိုပြောချင်တာပေါ့ Okay so ဒါကတော့သူရဲ့ဒီ business logic မှာပစ္စည်းဝယ်ရနေရာမှာ manager ရှိနေတယ်အဲ့ direct client ကဝင်ပြီးပြင်လို့ရတယ်သူကြိုက်တဲ့ price နဲ့ပြင်ပြီးတော့ဝယ်သွားလို့ရတယ်ပေါ့ Okay အားလုံးပဲအဲဒါလေးကိုနားလည်မယ်လို့ထင်ပါတယ်ဗျာနော်မေးစရာရှိရဆိုရင်လည်းကျွန်တော်မေးသွားလို့ရပါတယ်နော်ဒီနေ့ကတော့ဒီ level ကတော့ဒါလေးပါပဲဗျာအကုန်လုံးကျေးဇူးတင်ပါတယ်